โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထိုးစံတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဆိုဒီဗီဒီယိုကထူးကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့သိန်း20ရမှာဆိုရင် လူကြီးမလဲစိတ်ဝင်စားပါသလားတကယ်ပြီးမှာပါလူအများကြီးတော့ပြီးမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်တဲ့အထက်ကနေလူသုံးဦးကိုကျွန်တော်တို့သိန်း20တတိပေးရတော့မှာဖြစ်ပါတယ်ဘာဖြစ်မလဲဆိုတာကတော့ဗီဒီယိုလေးစောရင်တော့ပြောမယ်အခုတော့မပြောသေးဘူးပေါ့နော်ရနိုင်မယ့်အခွင့်အရေးသိချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးမယ်လို့ပြောလဲပါတယ်ကျေးဇူးများတင်ပါတယ် င်္ဂလာပါကျွန်တော်ကိုရောက်ရှိနေတာက Geely Inspire Auto Car Showroom ကိုကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီ showroom က Geely မြန်မာရဲ့တဦးတည်း dealer အနေနဲ့ပေါ့နော် Geely ရထုတ်သမျှကားတွေကို flagship showroom အတိုင်းပဲဈေးလည်းအတူတူပဲ promotion လည်းအတူတူပဲလို့ကျွန်တော်သိရတယ်။ဘာလို့လုပ်တာလဲဆိုတော့ကျွန်တော် Geely ကနောက်ဆုံးထွက်တဲ့ EV တွေဖြစ်ကြတာပေါ့နော် Geometry E ရဲ့ Geometry C ရဲ့ကိုကျွန်တော်လာရောက်လေ့လာတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာနေရာ space လည်းတော်တော်လေးကိုကြည်ကြဲဝန်းရှိတယ်။ကျွန်တော်တို့ရှေ့မှာဆိုရင်လည်းကားတစ်စီးနှစ်စီး၃စီး၄စီး၅စီးလောက်သာပေါ့နော်။ကား၅စီးသာ EC ရက်လို့ရတယ်ပါကင်လုံးလုံးတော့ လည်းဒီမှာရှိပါတယ်ကိုရောက်ရှိနေတာကတော့ customer တွေ ACC နားနေပြီးတော့ကိုဝယ်ခြင်းနဲ့ကောက်ဘက်ဖြစ်ဖြစ်ကိုသိခြင်းနဲ့ information ရောပဲဖြစ်ပါပေါ့နော် ACC discount လုပ်ပြီးတော့ dealing လုပ်လို့ရမယ် customer loss နေရာကြဲကြဲဝန်းလေးကိုကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ကြည့်လိုက်ပါ Okay ကျွန်တော်အရင်ဆုံးချစ်စရာကောင်းတဲ့ geometry ဤလေးနဲ့ကျွန်တော်စပြီးတော့ပြောကြပါမယ်။ဆိုတော့ကျွန်တော်အရင်ဆုံးကာလာလေးနဲ့စပြီးတော့ပြောပေးမှာပေါ့နော်။ geometry e ရ color နှစ်မျိုးနဲ့လာတယ်သူက white ရယ် mid green ရယ်ဆိုပြီးတော့ color နှစ်မျိုးနဲ့လာတယ်ပေါ့เนาะကျွန်တော်ဘေးမှာရှိနေတာကတော့ mid green color လေးပဲဖြစ်ပါတယ် sub compact SUV အမျိုးအစားဖြစ်ပြီးတော့ two tone color body design နဲ့လာတယ်ပေါ့เนาะကားရဲ့ဘေးဘက်ကိုကြည့်လိုက်မယ်ဆိုရင် sharp twist line နဲ့နောက်ဘက်မှာ double string line spoiler နဲ့လာတာဖြစ်တဲ့အတွက်ကားရဲ့ရုပ်ထွက်ကပုံပုံတက်ကြွပြီးတော့ sporty look ပုံပြီးတော့ဆန်တယ်ပေါ့เนาะကျွန်တော်တို့ကားအတွင်းကောင်ကြည့်မယ်ဆိုရင်လည်းကားအတွင်းရဲ့ dashboard ကသူက laser နဲ့ထွင်ပြီးတော့အလှဆင်တာတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခု mic တာကကျွန်တော်တို့ထိုင်ကုန် ်လေးပေါ့နော်ထိုင်ကုန်ရဲ့လဲတာတွေကို သူက မေဒီနက်စ်ဖရီလေတာနဲ့ခုံတွေကိုချုပ်လုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လောင်တန်းရေရှည်မှာပေါ့နော်ကျွန်တော်တို့ရဲ့ခုံတွေလေတာတွေကိုပြန်ပြီးတော့မေဒီနက်စ်လုပ်ရတဲ့ကို့စ်လေတော်တော်လေးတက်တာနိုင်ပါတယ် display ဘက်အောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့မှာ10.25 inch ရှိတဲ့ infotainment HD screen ရဲ့ဒီဘက်က9.8 inch ရှိတဲ့ကျွန်တော်တို့ dashboard screen ကိုကျွန်တော်တို့ media မှာဖြစ်ပါတယ်သူ့ရဲ့ထူးခြားတာဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ကားတွေကဒီဘက်အခြေခံတက်တက်ဒီဘက်က infotainment တက်တက်ဒီကားမှာကြတော့ infotainment က driver အတွက် information တွေကျွန်တော်တို့ကြည့်တဲ့ screen ကတက်တက်ဒီဘက်ခြမ်းရောဒီဘက်ခြမ်းရောသူကပေါင်းပြီးတော့လုံပေးရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရှေ့ကန်းကမောင်းတဲ့သူပဲဖြစ်ဖြစ်လိုက်စီးတဲ့ passenger ထိုင်ကောင်ကလူပဲဖြစ်ဖြစ်အပြင် site ကိုကြည့်ရတဲ့ဟာကအရှိကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကြည့်ရတာနည်းနည်း luxury ဆန်နဲ့ကျွန်တော်လူငယ်စကားနဲ့ပြောရမယ်ဆိုရင်တော့ခက်ရှိပြီးတယ်ပေါ့နော် battery capacity အပြင်ကတော့39.4 kWh ရှိတယ်အိမ်မှာ AC နဲ့အားသင့်မဲ့ဆိုရင်တော့0 to 100ကိုကျွန်တော်တို့9နာရီကြာအောင်လို့အားသင့်ရမှာဖြစ်ပါတယ်ဒီစီ charging station မှာသွားပြီးတော့အားသင့်မဲ့ဆိုရင်30% to ်ပတ်စံကိုကျွန်တော်တို့မိနစ်30လောက်ပဲအောက်သွင်းရမှာဖြစ်ပါတယ် total range ကတော့ CRTC 401 km အထိကျွန်တော်တို့သွားနိုင်မှာဖြစ်ပါတယ်ဆိုတော့ sporty and fancy လို့ EV ကိုရှာနေတဲ့ဆိုရင်တော့ G-Li Geometry E-Li ကလူကြီးမြတ်တက်ဖြစ်မယ်လို့ပြောလဲပါတယ် ဆက်ပြီးတော့ Geely Geometry C လေးနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးကြပါရစေ။ဒီကောင်ကတော့ Pure Full Size SUV EV မျိုးစားဖြစ်တယ်ပေါ့နော်။ Color အဖြစ်တော့သူက၄မျိုးလာပါတယ်။ White ရယ် Black ရယ် Silver ရယ် blue ရယ်ဆိုပြီးတော့ color ၄မျိုးလာတယ်ပေါ့เนาะ color အရောက်ငင်ငင်လေးနဲ့ luxury vibe မျိုးရရှိတဲ့ EV design လို့တော့ကျွန်တော်ကတော့မြင်ပါတယ် စေတဲ့အချက်နှစ်ချက်ရှိရပါတော့။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ luxury EV ကားမျိုးစားတွေမှာပဲတွေ့ရတယ်ပေါ့နော်။ logo မီးလင်းတဲ့ဟာပေါ့နော်။ logo မီးလင်းတဲ့ဟာကိုတော့သူကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ luminous logo လို့ခေါ်တာပေါ့နော်။အဲ့ဒီတစ်ချက်ကနောက်တစ်ချက်ကဘာလဲဆိုတော့ super long through tight lamp ပေါ့နော်။ super long through tight lamp ကဘာလဲဆိုတော့ကျွန်တော်တို့ မိကွက်ဟိုးဘက်အစောကနေစပြီးတော့ဒီရှေ့ဘက်အချမ်းရောလိုဘဘက်စိုက်ကောဟိုးဘက်အစောအထိပေါ့တောက်လျှောက်ကြီးပြေးတဲ့စူပါလောင်းသရုတ်တိုက်လက်ပေါ့အဲ့ဒီနှစ်ချက်ကဒီကားကိုပို့ပြီးတော့ထဲဝါခန်းနာစီပါတယ်โอเคကျွန်တော်အတွင်းကန်းလိုက်တော့ ရောက်ပါပြီ။ဒီကားပါဘာတွေပါလဲဆိုတော့ intelligent electronic control နဲ့ intelligent driver စနစ်ပါဝင်ပါတယ်။ driver မှုအဖြစ်ရတော့ eco ရဲ့ eco plus ရဲ့ sport mode ရဲ့ဆိုပြီးတော့ကျွန်တော်တို့ mode 3မျိုးနဲ့ mount နေနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ battery capacity က80 kWh lithium-ion battery နဲ့လာပါတယ်။ total range NEDC ကတော့80 km အထိကျွန်တော်တို့ mount နေနိုင်မှာဖြစ်ပါတယ်။0 to 100 km ကိုဘယ်လောက်နဲ့ရောက်တယ်လဲဆိုတော့သူက7.7စက္ကန့်အတွင်းမှာရောက်ပါတယ်။ အဲ့ဒါတော့လေးမှတ်ရပါတော့နောက်တစ်ခုကဒီ geometry c မှာပါတဲ့ motor ပေါ့နော် motor ကနေသူက power ဘလောက်အထိထွက်တယ်လဲဆိုရင်150 kW အထိ power ထွက်ပါတယ် okay သုံးသပ်အနေနဲ့ပြောချင်တာတော့အခု match လအတွင်းမှာ gili geometry ev တွေကိုလာရဲဝယ်ယူမှာဆိုရင်ကျွန်တော်တို့ cashback promotion ချက်သိန်း120တီရှိပါတယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ရဲ့ကုတ်ဖြစ်တဲ့ pnr 0325ကုတ်ကိုသုံးပြီးတော့လာဝယ်မှာဆိုရင်ပထမအဦးဆုံးလာရဲဝယ်ယူတဲ့လူ၃ဦးကို ချက်သိန်း20တီတီ extra promotion အနေနဲ့ပေးရတော့ပါဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကုန်လေးကိုပုံပြီးတော့ဝယ်မယ်ဆိုရင်တော့ချက်သိန်း20ရမယ်ပေါ့နော်အဲဒါကြောင့်မို့လို့စောစောစီစီလောင်ဝယ်မှုလေးတရားနဲ့ဖိတ်ခေါ်ခြင်းပါတယ်လူသုံးဦးပဲဆိုတော့ပြည့်သွားမှာစိုးလို့ပါစုံနေကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ ရန်ကုန်ရှိုးရုံလိပ်စာကတော့အမတ်22အေကပိုင်ဖျားလန်ကိုမင်းကိုချင်ရက်ကွက်ဗဟန်းမြို့နယ်ရန်ကုန်ဖြစ်ပါတယ်။မန္တလေးရှိုးရုံလိပ်စာကတော့အမတ်988လမ်းချမ်းမြသာစီမြောက်ရက်ကွက်မဟာအောင်မြေမြို့နယ်မှာရှိပါတယ်။